ပြီးခဲ့တဲ့ပတ်ကချင်းပြည်နယ်ပလောက်ဝမြို့နယ်ထဲမှာအချင်းအမျိုးသမီးတယောက်ကိုအေအေတတ်တာနှစ်ယောက်ကအာရမပြုခြင်းမှုတဲ့ကိစ္စတည်းဖြစ်ပွားခဲ့ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့အေအေခေါင်းဆောင်မှုဘိုင်းကနေထိထိရောက်အရေးယူဖော်ထုတ်ပေးဖို့ထိုက်ထင်းတဲ့ပြည်တံတွေကိုပေးဖို့စစ်စည်းကမ်းတိုင်းအရေးယူဖို့ဆိုတဲ့တောင်းဆိုချက်တွေအရပတုဖွဲ့စည်းချင်းရပတုဖွဲ့စည်းဘက်ကနေထုတ်ပေါ်ပြောဆိုခဲ့ကြပါတယ်။အဲဒီဖြစ်စဉ်ပေါ်ပေါက်ပြီးနှစ်ရက်သုံးရက်အကြာလောက်ကြာမှာအေအေဘက်ကနေလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့အရေးယူဆောင်ရွက် ထိထိရောက်တော့ EU ဆောင်းနေသွားမယ်ဆိုပြီးတော့အဲတရင်ထုတ်ပြန်ချက်တရက်ကိုထုတ်ပြန်လာရဲ့ A ဘက်ကဒီလိုမျိုးထုတ်ပြန်လာတဲ့ပုံမှာကြိုးစိုးလိုက်ရပါတယ်အရကတက်တော်အင်းနေနဲ့နိုင်ငံရေးရအင်အားနိုင်ငံရေးရစီးရေးရမှာအင်အားကြီးမာလာပြီးတော့တိမ့်ပိုက်နေမြေထိမ့်ချုပ်နေမြေကြီးကြီးမာလာတဲ့အကြောင်းအရက်ဘက်အုပ်ချုပ်ရေးကိုကျွမ်းကျင်ပိုင်နိုင်စွာအထိန်ထိမ့်သိမ်းဆောင်ရွက်နိုင်ဖို့အတွက်အလုံးအရေးကြီးပါတယ်ဒါ့အပြင် တစ်ဖက်မှာနိုင်ငံရေးစီရေးအောင်မြင်မှုတွေရရှိနေတဲ့အလျောက်သူ့ရဲ့ဒီအာရကတက်တော်နဲ့ ULA နိုင်ငံရေးအဖွဲ့အစည်းကိုပြုပြင်တည်ဆောက်မှုတွေစနစ်ကြလုပ်ဖို့အကောင်းကောင်းမွန်ကောင်းမွန်စွာလှုပ်ဆောင်နိုင်ဖို့တော့ကတိတ်အရေးကြီးပါလေဒီလိုမျိုးအာရမအမှုကအစအကျင့်ပြန့်လက်စားမှု အစုဖွဲ့အနိုင်ကျင့်မှုအာနာမလျော်ဩဇာတုံးပြီးတော့အာနာလွဲသုံးစားလုပ်မှုအာနာပြတဲ့ကိစ္စတွေကိုလည်းထိထိရရအေးယူပြီးတော့ဒီအဖွဲ့အစည်းရဲ့အစင့်တိုင်းအစင့်တိုင်းမှာစီကံလိုက်နာစီကံလိုက်နာမှုအားကောင်းအောင်စစ်စီကံလိုက်နာမှုအားကောင်းအောင်လူလူစုကြီးစီယုံကြီးအားကောင်းအောင်နိုင်ငံရေးဝါဒသဘောထားလမ်းစဉ်အားကောင်းအောင်တိဆောက်သွားဖို့ကလည်းတိတ်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးဖြစ်စဉ်တွေကိုဒီ2020ရခိုင်ပြည်ကိုစပြီးတော့တိတ်ထိုးဖောက်ပြီးတော့ဒီထိမ့်ချုပ်နယ်မြေရရှိလာတဲ့အချိန်မှာ ULA နိုင်ငံကြီးမှုတွေရဲ့အာဏာပြမလျော်ဩဇာတုံ့ဆွဲမှုတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကမြင့်တက်ခဲ့ပါတယ်။တန်တွဲမှာဆိုရင်အမျိုးဒီအရက်ပုံရောက်တဲ့အမျိုးသမီးကိုအေးအေးတက်တာကရိုက်နှက်ရိုက်နှက်အပြစ်ပေးရာကနေလေမင်းရိုးချိုးပြီးဆေးရုံတင်အဲ့ဒီကနေတိတ်ဆုံးသွားတဲ့ဖြစ်စဉ်မျိုးတွေပေါ်ပေါက်ခဲ့သလို2023 2022ခုနှစ်23ခုနှစ်လောက်မှာ ဒီ ULA ရဲ့တရားသူကြီးချုပ်ဆိုသူတယောက်ဟာဒီရခိုင်မှာနော်တိုက်ကြီးရှိနေအောင်စောက်ထားရဆိုရက်ဒီတရင်မျိုးတွေကျွန်တော်တို့ကြာအာကျွန်တော်တို့ကြာတိခဲ့ရပေါ့ဆိုတော့ AA အဖွဲ့အနေနဲ့ AA ကောင်းဆောင်မှုအနေနဲ့ဒါတွေကိုနော်ဆက်နေကြအရေးယူကိုင်တွေပြီးတော့အဖွဲ့အစည်းကိုတိဆောက်ဖို့အရေးကြီးပါတိတ်အရေးကြီးပါတယ်အဖွဲ့အစည်းတစ်ခုဟာတည်မှန်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့စုံရိုးစကားတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ကိုဖြတ်တဲ့မျိုးစေ့ဟာကိုယ့်ကိုဖြတ်မဲ့သူဟာเนา အပြင်ဘက်ကနေမလာဘဲနဲ့ကိုကိုတိုင်းပဲဖြစ်တယ်ဆိုတဲ့စကားလေးဖြစ်ပါတယ်အဲ့တော့အဖွဲ့အစည်းတစ်ခုပြည့်စည်ရပြည့်စည်ကြောင်းဟာပြင်ပဩဇာပြင်ပအဖြတ်အမောက်တွေထက်စားရင်အဲ့ဒီအဖွဲ့အစည်းတွင်းတဲကလိုက်စားနေတဲ့နော်အမျိုးစစ်ဟာအလိုလျောက်ပါလာပြီးသားဖြစ်ပြီးတော့အဲ့ဒီမျိုးစစ်ကိုနော်အမြင့်ပြတ်မတုတ်တင်နိုင်ဘူးပပြောက်အောင်မလုံနိုင်ဘူးနော်ပြုတ်ပြင်ပြောင်းလဲမှုတွေလုပ်ပြီးတော့နော်တိဆောက်မှုကောင်းကောင်းမလုံနိုင်ဘူးဆိုရင်အဲ့ဒီအဖွဲ့အစည်းဟာသူ့ရဲ့ အဖွဲ့အစည်းတွင်းထဲမှာတရေပါလာတဲ့အဲ့ဒီဖြတ်မျိုးကြောင့်ပဲအဖွဲ့အစည်းတစ်ခုလုံးလမ်းကြောင်းလွဲပြီးတော့နော်ပျက်စီးရပျက်စီးကြောင်းဖြစ်ရတယ်ဆိုတော့ဗမာဇကပုံတစ်ခုရှိတယ်အယူတင်းရင်နှစ်စိမ့်ဖြစ်နေဆိုရဲဇကပုံဇကပုံတစ်ခုရှိတာကိုကျွန်တော်အားလုံးသိကြမှာဖြစ်ပါတယ်ဆိုတော့ဘာကြောင့်အာအေအေနေတဲ့ဒီလိုမျိုးကိစ္စတွေကို เนาะအဖွဲ့အစည်းထဲမှာကြိတ်ဖြည့်ရှင်းတာတဲ့ပွင့်လင်းမြင်တာမှုရှိရှိเนาะအဆင့်ဆင့်အေးအေးယူမှုတွေเนาะတိဆောက်မှုတွေလုပ်ဖို့နိုင်ငံရေးရတိဆောက်မှုအဖွဲ့အစည်းကိုတိဆောက်မှုဖို့လိုအပ်တယ်လို့ပြောရတယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံမှာဆက်အာနာရှင်စနစ်အမြင့်တွေခဲ့ရတာဟာဟိုးဒီနိုင်ငံရေးသိပ္ပံပညာရှင်တွေကနိုင်ငံရေးလေ့လာသူတွေသူတွေကပြောတဲ့အခါမှာလက်လက်ရေးမရခင် BIA က BIA เนาะတက်မတော်မဖွဲ့ခင်ကာလမြန်မာနိုင်ငံရေးအမျိုးသားနိုင်ငံရေးနှိုးကြတဲ့ကာလခေတ်ကစတင်ခဲ့တယ်လို့ပြောပါတယ် ပညာရှင်တွေထောက်ပြခဲ့တာကတော့ဗာလဲဆိုရင်အဲ့ဒီတုန်းကမြန်မာနိုင်ငံဟာကိုလိုနီကြီးအင်္ဂလိပ်တွေရဲ့လက်နက်အင်အားနဲ့နော်ဖိနှိပ်အုပ်ချုပ်မှုအောက်မှာနော်စိတ်တက်ရေးရညွန့်ချိုးသွားပြီးတော့နော်တခင်တွေအဖြစ်နဲ့လူလူလလလက်ခံချစ်ခဲ့ကြရင်လို့ပြောပါတယ်။ဒီပေါ်မင်းပါတော့မူပြီး၁၂နှစ် ဒါကာလအတွင်းမှာလက်နက်ကင်ပုံကံမှုတွေရှိတော်များလေးပဲနိုင်ငံရေးရစီယုံစီယုံမှုမလုံနိုင်တာခင်မီလက်နက်တွေမတက်ဆင်နိုင်တာအပြင်ကိုနိုင်ငံရေးရပါအာနေခဲ့တဲ့အတွက်နိုင်ငံအဖွဲ့အစည်းတွေမရှိခဲ့တဲ့အတွက်အဲ့ဒီလက်နက်ကင်ပုံကံမှုတွေဆယ်နှစ်အကြာမှာအင်္ဂလိပ်ရဲ့အင်အားနဲ့ဖိနှိပ်ချေမှုမှုနဲ့တူကြဆုံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ကာလတစ်ခုလောက်ဟာမြန်မာနိုင်ငံကငြိမ်သက် အင်္ဂလိပ်ရဲ့အုပ်ချုပ်မှုအောက်မှာငြိမ်သက်နေခဲ့ပါတယ်။အဲဒီတော့အဲ့ဒီလိုမျိုးနိုင်ငံရေးရအိပ်ပျော်နေတဲ့เนาะမြန်မာဗမာမျိုးသားထုကိုလှုပ်ဆော်ဖို့အတွက်ဒို့မှာစီယုံတခင်လှုပ်ရှားမှုဆိုတာပေါ်ပေါက်လာပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီတခင်လှုပ်ရှားမှုဟာတကယ်တော့เนาะလက်ရဆုံးရောက်မျိုးသားရေးဝါဒဖြစ်ပါတယ်။အဲ့ဒီလက်ရဆုံးရောက်မျိုးသားရေးဝါဒပိုင်းနဲ့အိပ်ပျော်နေတဲ့ဗမာလူထုကိုเนาะလှုပ်နှိုးစေပြီးတော့မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင်အင်္ဂလိပ်နယ်ချဲ့ကိုတော်လန်တိုက်ခိုက်တဲ့เนาะတိုက်ပွဲလမ်းကြောင်းကိုသူတို့အဲဆဲခေါ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီခါကျတော့ ဒီမြန်မာနိုင်ငံကိုကြည့်တဲ့အခါမှာအဲ့အမျိုးသားကြီးဆွေရောက်မျိုးသားကြီးဝါဒနဲ့လှုံ့ဆော်ပြီးတော့မှဒီမြန်မာတပ်မတော် BIA ဆိုတာကြီးဖြစ်လာတယ်နောက်ပိုင်းမှာလက်ဝဲလက်ရာကွန်မြူနစ်လက်ဝဲလက်ရာဆိုရှယ်လစ်အဲဆိုရှယ်လစ်လိုင်းကွန်မြူနစ်လိုင်းတွေကိုလိုက်ခဲ့ကြပင်မဲ့လို့ဒီမြန်မာတပ်မတော်ဖွဲ့စည်းပြီးနောက်ပိုင်းမှာဒီဆိုရှယ်လစ်အင်အားစုတွေပေါ့အဲ့ဒီအဲမှာဒီမြန်မာနိုင်ငံကြီးအတိုင်းဝိုင်းအဲမှာဒီလက်ရာဆွေရောက်နော်အမျိုးသားကြီးဝါဒပမာလူမျိုးကြီးဝါဒကို သင်တက်နိုင်ဖို့အတွက်ဆောင်ရွက်ချက်တွေအားနည်းခဲ့တယ်။တော်တော်လေးကိုအားနည်းခဲ့တယ်လို့ပညာရှင်တွေကထောက်ပြပါတယ်။အဲဒါကြောင့်ဆရာကြီးသခင်ကိုတော်မိုင်းလိုအမျိုးသားကြီးဥဆောင်ပုဂ္ဂိုလ်ဟာဒီ community ဝါဒနဲ့ဆက်ထိတွေ့တဲ့အခါမှာနော် community ဝါဒတာလင်းအနာဂတ်ဖြစ်တယ်ဆိုပြီးတော့ community ဝါဒကိုထိပိုက်ခင်တယ်ဒါပေမဲ့ခက်တာကအဖွဲစည်းလိုက်နော်လူစုလူစုအဲထဲမှာဒီအမျိုးသားကြီးဝါဒမိုင်းနဲ့လှုံ့ဆော်ခဲ့တဲ့ဒီလူစုကြားထဲမှာတော့ ဒီနိုင်ငံရေးသဘောတရားတည်းဒီမိုကရေစီဒုခွင့်ရေးလက်ဝဲသဘောတရားတွေပေါ့အဲအဲ့လိုမျိုးနိုင်ငံရေးသဘောတရားတွတ်တွင်းဖို့အားနေခဲ့အဲ့ဒါကြောင့်ဒီဗမာလူမျိုးကြီးဝါဒဟာမြန်မာလူဖွဲ့စည်းတွေမြန်မာနိုင်ငံရေးတွေမှာအမြင့်တွေပြီးတော့မြန်မာစစ်အာဏာရှင်စနစ်ဟာအဲခစ်ခစ်တစ်ခုပြီးတစ်ခုနော်ပုံလက်ဆင့်ကမ်းပြီးတော့မြန်မာနိုင်ငံမှာအမြင့်တွေနေရခြင်းဖြစ်တယ်စလို့တော့တုံ့တက်ကြတာဖြစ်ပါတယ်။အခုຫນွေဦးတော်နိုင်ပေါ်ပေါက်လာတဲ့ခါမှာတော့ဒီကာလရှည်ကြာเนาะဗမာလူစုရှားထဲမှာအပြစ်ဆွဲနေတဲ့ လူမျိုးကြီးဝါဒအမြင်နေဆက်အာနာရှင်ရဲ့လူမျိုးကြီးဝါဒနဲ့မှိုင်းတိုက်မှုတွေဟာကြေပြတ်သွားပြီလို့ကျွန်တော်တို့ယူဆရပါတယ်။အဲ့တော့ဒါကိုအကြောင်းပြုပြီးတော့အာရကတက်တော် EE ရဲ့တပိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်2009ခုနှစ်ကလိုင်စာမှာလူ26ယောက်နဲ့စပြီးဖွဲ့ခဲ့တယ်။အဲ့ဒီတုန်းကရခိုင်ပြည်ဟာစစ်ဆိုးရရဲ့အုပ်ချုပ်မှုအောက်မှာအိမ်မောကြနေစေဖြစ်ပါတယ်။ရခိုင်ပြည်ကိုသူတို့ဝင်ရောက်ထိုးဖောက်တဲ့အခါမှာလေရခိုင်ကျွန်တော်တို့အဲ့ဒီတုန်းက တော့တိမီသလောက်ဆိုရင်ရခိုင်မြောက်ပိုင်းမှာရခိုင်လူစုကအဲ့လက်နက်ကိုင်လမ်းစဉ်ကိုလက်မခံခဲ့ကြဘူးအေအေကိုမကြိုက်ကြဘူးဟိုတိုင်းပြည်ကိုမငြိမ်တက်အောင်လှုပ်တယ်ဆိုပြီးတော့မကြိုက်ခဲ့ကြဘူးဆိုတော့ကျွန်တော်တို့အဲ့ရခိုင်ဘက်ကအမြင်ပြားတို့တော့တောင်ကုန်းတို့ဘက်ကလာတဲ့လူတွေတော့အတိမိတ်ဆွေရဲ့အပြောအရကျွန်တော်တို့သိရတယ်ဒါပေမဲ့ဒီသဘောသားတွေကဘယ်လိုအချိန်မှာပြောင်းလဲသွားလဲဆိုတော့2012ခုနှစ်ဘင်္ဂလီအရေးရိုဟင်ဂျာအရေးပေါ်ပေါက်လာတဲ့အခါမှာ လူမျိုးကြီးအထီးရုံတွေပေါ်ပေါက်လာတဲ့အခါမှာဒီအမြင်သဘောထားတွေကပြောင်းလဲသွားပြီးတော့အေးအေးပေါ်မှာလူလူထောက်ခံမှုဟာပိုများလာတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ရခိုင်နူထုကဒီဗမာတွေကနော်ရခိုင်နဲ့ဗမာဟာညီရင်းကိုပါပဲဆိုပြီးတော့နော်ဟိုဗုဒ္ဓဘာသာကျင်တဲ့တူတွေလူမျိုးချင်းတဲ့တူတွေဒီအပေါ်မှာအခြေခံပြီးတော့ချွေသိမ့်နေခဲ့တာကိုအဟုတ်ကြီးထင်နေခဲ့တယ်။ဒါပေမဲ့ဒီရိုဟင်ဂျာအရေးကြီးပေါ်ပေါက်လာတဲ့အခါမှာအဲဒီတော့ကဘင်္ဂလီအရေးပေါ့ဒီအရေးကြီးပေါ်ပေါက်လာတဲ့အခါမှာ နော်ဒီဗမာစစ်အာဏာရှင်တွေရဲ့နော်အနိုင်ကျင့်ဖိနှိပ်မှုလှည့်စားမှုကြောင့်နော်ရခိုင်ပြည်ဒီလိုမျိုးဒုက္ခရောက်ရတယ်ဒီလိုအဖြစ်မျိုးကြုံရတယ်ဆိုတော့သိမြင်လာတယ်ဆိုတော့အဲ့ဒီလူမျိုးကြီးအရှိန်လူမျိုးကြီးအမျိုးသားကြီးစိတ်သက်ဝန်တာတို့စိတ်ရခိတာစိတ်တွေနော်ဟိုမြင့်တက်နေတဲ့အချိန်မှာအာရကတက်တော့အေးအေးဟာဒီ line ကိုစီးပြီးတော့မှနော်သူရခိုင်ပြည်ထဲကို ရဟိုင်မြောက်ပိုင်းကိုထို့ပြင်ရဟိုင်မြောက်ပိုင်းမြောက်ပိုင်းကိုအောင်းအောင်မြင်ထိုးပေါက်နိုင်ခဲ့တယ်။ဘလောက်ထိလူထုစုလူထုရထောက်ခံမှုကိုရရှိခဲ့လဲဆိုရင်ရခိုင်ကိုဒီဗမာပြည်မကနေအုပ်ချုပ်ရေးဝန်ထမ်းတွေဌာနရှိခိုင်းရတယ်ဆိုရင်တောင်းဆိုရင်စိုးရုံနဲ့တင်ကိုတော့ထိတ်လန့်တုံ့နှုတ်ရတဲ့အခြေအနေမျိုးထိရောက်ခဲ့ရောက်ခဲ့တယ်။အဲဒီတော့ဆိုရင် Terror of Egg လို့ခေါ်တဲ့အကြမ်းဖက်တိုက်ခိုက်မှုဒီ ဘဘာအစိုးရဝင်ထမ်းနေဆိုရင်ဓာတ်နဲ့ထိုးဓာတ်နဲ့ထိုးတယ်လက်ဖိတ်ဆိုင်ထိုင်နေရဲ့နော်ရဲအရာရှိကိုမော်တော်ဆိုင်ကနဲ့လာပြီးတော့ဓာတ်နဲ့လာထိုးစားရင်စစတဲ့နော်အဲ့လိုမျိုးကြောက်ကြတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်လာနိုင်တဲ့အထိရခိုင်ပြောက်ပြောက်ပြောက်ပိုင်းမှာအားကောင်းခဲ့ပါတယ်ဆိုတော့ရခိုင်တောင်ပိုင်းကတော့အဲ့ဒီတုန်းကဒီအာနိုင်ငံရေးလမ်းကြောင်းရှိနေသေးတဲ့အတွက် ဒေါက်တာအေးမောင်တို့အားကောင်းတယ်လို့ကျွန်တော်တုံ့သမှုတွေရှိခဲ့တာပေါ့နော်ဆိုတော့ဒီဒါပေမဲ့2023နှစ်နောက်ပိုင်းမှာတော့ဒီမြင်ကွင်းကလုံးဝပြောင်းလဲသွားပြီးတော့ရခိုင်တပီလုံးကိုအရကတက်တော့ AA ကထိုးဖောက်တပီလုံးကိုရပြီလို့တော့ကျွန်တော်တို့ပြောလို့ရပြီဖြစ်ပါတယ်ဆိုတော့ဒါဒီလိုမျိုးနိုင်ငံရေးအောင်မြင်မှုရဲ့အခြေခံကိုပြန်ကြည့်မယ်ဆိုရင်သူ့အခြေခံကဘာလဲဆိုတော့ဒီရက်အရကဒီရက်ခိတဆိုတဲ့စိတ်ပေါ့နော်အမျိုးတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘင်္ဂလီရိုဟင်ဂျာတွေနဲ့ဖြစ်တဲ့ လူမျိုးကြီးအတိလျုံကြောင့်အမျိုးသားကြီးစိတ်တည်အဆုံးစွန်ထိရောက်နေတဲ့အချိန်မှာအချိန်တက်နေတဲ့အချိန်မှာဒီ line ကိုစီးပြီးတော့အင်အားကြီးထွားလာတာဖြစ်ပါတယ်အဲ့တော့အေးကောင်းဆောင်ဘက်ကဘလောက်ပဲနိုင်ငံရေးက smart ဖြစ်တယ် smart ကြရဲ့အောက် maneuver ဖြစ်တယ်ပဲပြောပြောဒီကောင်းဆောင်တွေရဲ့နိုင်ငံရေးအရေးတွေနိုင်ငံရေးခံယူချက်တွေသဘောထားတွေစံနှုန်းတွေတန်ဖိုးတွေကိုဟိုအောက်ခြေဖွဲ့စည်းအဆင့်ဆင့်မှာ အမြင့်တွေအောင်တိဆောက်ဖို့သင်တန်းပေးဖို့လေ့ကျင့်ဖို့ နော်စုပြီးတံပြီးစနစ်တွေနဲ့ထိန်းចောင်းဖို့လိုအပ်တဲ့အပြင်ကိုရခိုင်လူထုကြားထဲမှာလဲမှန်ကန်တဲ့နိုင်ငံရေးသဘောတရားတွေစိတ်ဝင်အောင်အေအေနေနဲ့ကြိုးပမ်းတည်ဆောက်ဖို့လိုပါတယ်။ normal ဘူးဆိုရင်တော့အဲ့ဒီသူ့ရဲ့လာရအမှတ်ဖြစ်တဲ့နော်ဒီလူမျိုးကြီးအထီးကြီးရောအမျိုးသားကြီးစိတ်တဲ့အမျိုးသားကြီးလိုင်းနဲ့အပြင်းထန်ဆုံးဖြစ်တဲ့ကာလမှာကနေနော်အင်အားကြီးထွားပြီးသူတို့တည်ဆောင်လာတဲ့အဖွဲ့အစည်းကြီးကိုတေချာစနစ်ကြမလုပ်ဘူးဆိုရင်တော့အဲ့ဒီမျိုးစေ့ကပဲသူ့အတွက် သူ့ကိုပြန်ဒုက္ခပေးမဲ့သူ့ကိုလမ်းကြောင်းလွဲစေမဲ့သူ့ရဲ့ arrogant dream ကနေလွဲလမ်းကြောင်းလွဲစေမဲ့เนาะဖြတ်မျိုးပဲဖြစ်နေဆိုတာကိုဒီဒီအစီအစဉ်မှာတင်ဆက်ပေးလိုက်ရပါတယ်